အားလုံးပဲမင်္ဂလာပါ iFM မြန်မာ Audio Channel မှာကြိုဆိုပါရစေကျွန်တော်ခုဖတ်ပြပေးမှာကတော့ Jose Saramago ရဲ့ Dead Wit Interactions ကိုဆရာမိုးတဟန်မြန်မာပြန်ထားတဲ့အမရထာနေဆိုတဲ့စာအုပ်ရဲ့အခန်း၃ကိုဆက်လက်ဖတ်ပြပေးမှာဖြစ်ပါတယ်အခန်း၃ပညာရဲ့နယ်ပယ်ဆောင်ကတက်သည့်ပညာရှင်များကော်မရှင်ရဲ့ပထမဆုံးအစည်းအဝေးဟာကောင်းမွန်စွာပြည့်မြောက်ခဲ့တယ်လို့မပြောနိုင်တာကလွဲလို့အဲ့ဒီအစည်းအဝေးအကြောင်းဘာမှမဆို ောနိုင်ကြတယ်။ဒီနေရာမှာစကားလုံးကြီးကြီးသုံးလို့ရမယ်ဆိုရင်အပြစ်တင်ခြင်းဟာဘိုးဘွားရိတ်တံများအစိုးရထံတင်ပြလိုက်တဲ့ဇဟန်ဘာဘာအစီရင်ခံစာပေါ်မှာကြောက်ရွံ့သွားခဲ့ပါတယ်။အထူးသဖြင့်နမိတ်မကောင်းတဲ့နောက်ဆုံးစကားလုံးဖြစ်တဲ့အခုလိုကန်ဂျမာမျိုးထက်တေချင်းကိုဘိုးတဘောကြပါတယ်။ဝန်ကြီးချုပ်ခင်များဆိုတဲ့စာသားကိုအပြစ်တင်ကြတယ်။မျက်မှောင်ကျုပ်နေတဲ့အစိုးမြင်ဝါဒီတွေနဲ့ပြုံးနေတဲ့အကောင်းမြင်ဝါဒီတွေရဲ့ဆိုပြီးအမြဲတမ်းအုပ်စုနှစ်စုကွဲနေတဲ့ဒသနာဆရာတွေဟာခွက်ထဲမှာရေတဝက်ပြည့်နေတယ် ခွက်ထဲမှာရေတဝက်ပဲရှိတယ်ဆိုတော့ရှေးဟောင်းအင်းခုံကိုအကျင့်တထောင်မြောက်ပြန်လည်စတင်မှုအသင့်ဖြစ်နေကြပါတယ်။သူတို့ကိုလက်ရှိကြုံနေရတဲ့ကိစ္စကိုဆွေးနွေးဖို့ဖိတ်ခေါ်ထားပြီမြင့်။သူတို့တွေဟာတေမာသို့မဟုတ်ထာဝရအသက်ရှင်ခြင်းနဲ့ကောင်းကျိုးနဲ့ဆိုးကျိုးတွေကိုသာငင်းခုန်နေကြတော့တယ်။ဘာသာရေးကိုယ်စားလှယ်တွေကတော့အစာကလေးကညင်ညွတ်သောတက်ဦးကိုဖွဲ့စည်းထားပြီးလက်တွေကြတဲ့မြေပြင်ခြင်းတွေကိုပိုစိတ်ဝင်စားနိုင်ကြတယ်။တေကျုံပုံမလင်းလင်းလက်ခံထားခြင်းက ဘုရားသခင်ရဲ့နိုင်ငံတော်တည်ရှိခြင်းအတွက်အခြေခံအကြဆုံးဖြစ်တာကြောင့်တည်ခြင်းကိမဲ့တဲ့အနာဂတ်ကိုဆွေးနွေးခြင်းဟာဘာသာရေးကိုစော်ကားသမှုပြုလုပ်တာဖြစ်ုံများမကအတိတ်ပဲလေမရှိလာပါဘူးအဲ့လိုဆွေးနွေးခြင်းဟာဘုရားသခင်ကိမဲ့နေတာသို့မဟုတ်ပျောက်ဆုံးသွားတာကိုမဖြစ်မနေလက်ခံလိုက်တာ ਨੇ အတူတူပဲလို့ဆိုကြပါတယ်ဒါဟာသဘောထားအတိတ်မဟုတ်ပါဘူးပုပ်ယေဟမင်းကြီးကိုတင်မြှောက်ရမှာမဲပေးခွင့်ရှိတဲ့ကာရီနယ်ဘုန်းတော်ကြီးကဝန်ကြီးချုပ်နဲ့ဘုန်းပြောတော်ကအင်းရှိကရေတွင်းကိုအိမ်နောက်ရွှေ့ဖို့စူးစမ်းတာပဲလို့ ကျန်းစာဆန်းဆန်းတွဲဝဲပြောဆိုထောက်ပြခဲ့ပါတယ်။စကလုံးအများကြီးမတုံးခဲ့ပေမဲ့သူကတည်ခြင်းမရှိတော့ဘူးဆိုရင်ပြန်လဲရှင်သန်ထမြောက်ခြင်းဆိုတာမရှိတော့ဘူး။ပြန်လဲရှင်သန်ထမြောက်ခြင်းဆိုတာမရှိတော့ရင်ဖះเจ้าရှိစရာအကြောင်းလည်းမရှိတော့ဘူးလို့ဝန်ခံခဲ့ပါတယ်။အခုဆိုရင်တော့ဒါဘုရားသခင်နိုင်ငံတော်စီရောက်ရှိမဲ့လမ်းမာရီကိုဖောက်လုပ်ဖို့အတွက်လေယာဆိုင်ပြေးဆရာအကောင့်ထဲပေါ်မဲ့ဘုရားသခင်နဲ့တက်ဆိုင်တော့တာအထင်ရှားပါပဲ။တိတာထင်ရှားပြီးမငင်းနိုင်တဲ့ကောက်ချက်ချရမယ်ဆိုရင်မြင့်မြတ်တဲ့ဇလန်းတစ်ခုလုံးဟာ မလွဲမရှောင်နိုင်တဲ့တစ်ဖက်ပိတ်လဲမှာအဆုံးသက်သွားခဲ့ပါပြီဒီခါသီးရဲ့အဆိုဟာအစိုးမြင့်ဝါဒီတဒနာပညာရှင်များအဖွဲ့တွေကအသက်အကြီးဆုံးသူရဲ့ပါဇက်ကနေထွက်လာခဲ့တာဖြစ်တယ်သူကအဲ့လောက်နဲ့မရသေးပဲဆက်ပြောသေးတယ်ဘာသာတရားအားလုံးတရှိချင်းရဲ့တခုခုတော့အကျိုးကြောင့်ကသိချင်းပါပဲကျွန်တော်တို့စားဖို့ပေါင်မှုလို့တို့ဘာသာရေးတွေကလည်းသိချင်းကိုလိုအပ်ပါတယ်ဘာသာရေးကိုစလရီယာစိတ်ပြပြီးကန့်ကွက်ခဲ့တာမရှိပါဘူးစံကျင်ဘက်အနေနဲ့ကက်သလစ်အစုအဖွဲ့တွေကအမြင့်ဆုံးပုဂ္ဂိုလ်လို့သတ်မှတ်ခံထားရတယ် တဦးကတိတ်မှန်တာပေါ့မိတ်ဆွေတဒနာဆရာကြီးအဲ့ဒါကြောင့်ပဲလူတွေတစ်တလုံးအကြောက်တရားကိုလဲပင်းမှာချိတ်ပြီးနေနေအောင်ကျုပ်တို့ရှိနေရတာပေါ့သူတို့ရဲ့အချိန်ကြောက်လာတဲ့အခါသူတို့တွေဟာတည်ခြင်းကိုလွတ်မြောက်ခြင်းဖြင့်ကြိုဆိုကြပါလိမ့်မယ်ခမားဆိုလိုချင်တာကကောင်းကင်ဘုံပေါ့ကောင်းကင်ဘုံပဲဖြစ်ဖြစ်ငရဲပဲဖြစ်ဖြစ်ဒါမှမဟုတ်ဘာမှမဟုတ်တာပဲဖြစ်ဖြစ်ကျွန်တော်တို့အတွက်အရေးကြီးတာကတည်ပြီးနောက်ပိုင်းကိစ္စရက်တွေပါပဲဒါရီကရေဘူးရအဖြစ် လက်ခံယုံကြည်ထားတဲ့ဘာသာရေးတဲ့အများကြီးနှဲပါပါတယ်ဆရာကြီး။ကောင်းကင်ဘုံနဲ့လည်းဘာမှမဆိုင်ဘူး။အဲ့ဒါလောကီနဲ့သာဆိုင်တဲ့အရာပါ။ကျွန်တော်တို့တင် जा ပို့ချခံထားရတာနဲ့တော့မဆိုင်ဘူးပေါ့။ကြောင်ညာကောင်းအောင်ကျွန်တော်တို့ကတခုခုတော့ပြောရတာပေါ့။ပြောရင်ခင်ဗျားကသာဝရအတ္တတာကိုမယုံကြည်ဘူး။ကျွန်တော်တို့ကယုံကြည်ခြင်းအောင်ဟန်ဆောင်ရတာပေါ့လို့ပြောလိုက်ပါတယ်။တမိနစ်လောက်ဘယ်သူမှစကားမပြောကြဘူး။အသက်အကြီးဆုံးအစိုးမြင်ဝါဒီဓမ္မကြီးဟာရှုံ့မဲ့မဲ့အပြုံးတစ်ပွင့်ကိုသူ့မျက်နှာမှာဆင်မြင်လိုက်တယ်။ ခက်ခဲရှုပ်ထွေးလာတဲ့ဓာတ်ခွဲဆန်းသတ်မှုကိုအောင်ပန်းဆက်လက်နေတဲ့လူတယောက်ရဲ့ခိုင်မျိုးသူဖမ်းလိုက်တယ်။အကောင်းမြင်ဝါဒီအုပ်စုတွေကဒသနာဆရာတယောက်ကစကားစာပြောလာတယ်။ဒီလိုဆိုရင်ခမရတေချင်းရက်တန်သွားပြီဆိုပြီးဘာလို့အထိတ်တလန့်ဖြစ်ရတာလဲ။တေချင်းရက်တန်သွားပြီဆိုတော့ကျွန်တော်တို့မသိနိုင်သေးဘူး။ကျွန်တော်တို့တိထားတာကတေချင်းဟာတက်ဖြတ်ခြင်းကိုရက်ဆဲထားတယ်ဆိုတာပဲကျွန်တော်တို့တိထားပါတယ်။အဲ့နှစ်ခုကမတူပါဘူးအဲ့ဒါကိုသဘောတူပါတယ်အဲ့ဒါကြောင့်ဒီတန်တရားကိုကျွန်တော်တို့မဖြေရှင်းရသေးပါဘူး ကျွန်တော်မိကုံထပ်ပြန်ပြောပြရစီဘာကြောင့်လဲဆိုတော့လူသားကမသေးတော့ဘူးဆိုရင်အရာအလုံးခွင့်ပြုရလိမ့်မယ်အဲ့ဒါဆိုတဲ့အရာလားဘယ်ရာကိုမှခွင့်မပြုတာကိုပဲဆိုတာလားလို့တဒနာဆရာဖိုးကမေးပါတယ်နောက်တစ်ချိန်တိတ်ဆိတ်သွားပြန်တယ်ဇပွဲဝဲမှာထိုင်နေတဲ့လူရှိရကိုတည်ခြင်းမရှိတဲ့အနာဂတ်ရဲ့အကျိုးဆက်တွေကိုအလေးအနက်စင်ကျင်သုံးသပ်ပေးဖို့နဲ့လက်ရှိရနိုင်တဲ့သတင်းအချက်လက်ကနေလူ့ဖွဲ့စည်းတဲ့ဟာဘလို့ပြဿနာရဲ့တဲ့တွေနဲ့တည်တနာအဟောင်းတွေရဲ့မလွဲမရှောင်တာဆိုးရွားနေမှုတွေကိုဘလို့ရှောင်ရှားနိုင်မလဲဆိုတော့ ရုတ်တိကြကြဖြစ်နိုင်တဲ့ခံမှန်းချက်ကိုတိရှိောက်ကြဖို့တောင်းဆိုခံရပါတယ်။ကြေတနာကအနာဂတ်ကဒီနေရာကိုရောက်နေနေတာပဲဖြစ်တယ်လို့အစိုးမြဝါဒီတွေကတယောက်ကပြောတယ်။ကျွန်တော်တို့ဒီကိုမရောက်ခင်ကတည်းကဘဝစည်းကြရိတ်တာလို့ကိုယ့်ကိုယ်အပြစ်တက်ထားတယ်။နေရာတွေ၊စေယုံတွေ၊နိုင်ရေးလုပ်ငန်းဒါရိုက်တာတွေကကြီးညာချက်တွေထုတ်ပြန်ပြီးအနာဂတ်ကိုခေါ်ခဲ့ကြပြီ။နိုင်ရေးလုပ်ငန်းရဲ့လွဲလို့ကျန်လုပ်ငန်းတစ်ခုကဘလို့အခြေအနေမျိုးနဲ့ပဲကြုံကြုံအကျိုးမြတ်ရမယ့်နည်းလမ်းကိုရှာဖွေနေကြမှာပဲဖြစ်တယ်။ အလားအလာတွေကစိတ်ပြက်စရာကောင်းရုံနဲ့မဟုတ်ဘူး။ကြောက်လန့်ဖို့ကောင်းတယ်။ကက်ဘေးတက်တယ်။စိတ်ကူးနဲ့အဆွေရဆုံးအချိန်တွေကိုမျောတွေးကြည့်တာထက်တော့အပေါ်ရင်ကြောက်ဖို့ကောင်းတယ်လို့ပြောလို့ရတယ်။အဲ့လိုတုံလို့ချောက်ချပွဲလက်ရှိအချိန်တွေကစန့်ကျင်ဘက်တွေဖြစ်လာပါစေလို့ဆုတောင်းရုံပဲရှိတော်တယ်လို့ Protestant ဘာသာရေးအစုအဖွဲ့မှအလေးမြတ်ထားခြင်းခံရသူတို့ကမှတ်ချက်ပြုပါတယ်။ကျွန်တော်တို့ဒီကော်မရှင်ဟာမမွေးဖွားခင်ကတည်းကတည်ဆုံသွားခဲ့ပြီလို့ထင်မိပါတယ်။ဘဝစည်းစာရိတ်တာတွေပြောတာမှန်တယ်။ဒီကျမဆိုတဲ့တည်ခြင်းကိုသာ ပို့လို့ခြင်းနဲ့ဆိုတော့ထောက်ခံပါတယ်လို့ကက်သလစ်အစုအဖွဲ့မှပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ဒါဆိုရင်ခင်ဗျားဖြစ်စေခြင်းရဲ့ဒီကော်မရှင်ကိုရုတ်တရက်ဖျက်သိမ်းတာကလွဲလို့ကျွန်တော်တို့ကိုတခြားဘာလို့စေဖို့အကြံပြုခြင်းလဲလို့အစိုးမြင်ဝါဒီတွေကအသက်အကြီးဆုံးပုဂ္ဂိုလ်ကမေးခွန်းထုတ်ပါတယ်။ကက်သလစ်ဘာသာဝင်တရားတော်နဲ့အညီလှုပ်ဆောင်နေတဲ့ကျွန်တော်တို့ရိုမန်ဘုရားကျောင်းတော်ကနေနိုင်ငံတော်ဝန်ဆူတောင်းပွဲကျင်းပပြီးတော့ဘုရားသခင်တန်ကနေလူသားမျိုးနွယ်ကိုအစိုးရအဆုံးအခြေအနေကနေကယ်တင်ပေးနိုင်ဖို့အတွက်တည်ခြင်းကိုမျက်နှာမျက်မျက်ပြန်စစ်လုပ်ပေးဖို့တောင်းဆိုပါမယ်။ ဘုရားသခင်မှာတည်ခြင်းနဲ့ပတ်သက်လို့အခွင့်အာဏာရှိလားလို့အကောင်းမြတ်ဝါးတွေတယောက်ကမေး။သူတို့တွေကဒင်းကားစစ်တစ်စီရဲ့ကောင်းတဲ့ပန်းပါပဲ။တည်ခြင်းကိုတာဝန်ကနေနားဖို့ဘုရားသခင်အမိန်ပေးခဲ့တာဆိုရင်ကျွန်တော်တို့ကိုဒီဆန်းသက်မှုဘာကြောင့်လို့လဲဆိုတာဒီနေ့မှာကျွန်တော်တို့သိလာပါလိမ့်မယ်။ဒီအတော်အတွင်းမှာကျွန်တော်တို့ပတိစိတ်ပါတော့မယ်။ကျွန်တော်တို့လည်းအလားတူဆူတောင်းတော်မယ်လို့ဆိုလိုချင်တာပါ။ကျွန်တော်တို့ကတော့ပတိမလိုဘူးပေါ့လို့ပရိုတက်စတန့်ဘာသာဝင်တူဦးကပြုံးပြီးတော့ပြောပါတယ်။ တင်ချင်းတရားပြန်လာရေးအတွက်နိုင်ငံတော်ဝန်စုဝေးချစ်တက်လက်လှယ်ခြင်းတွေပြုလုပ်ပါမယ်ကျွန်တော်တို့အခေါ် at pedanen pelvian ပေါ့ကတ်တလက်အလိုရဆိုရင်မိုးခေါ်ပွဲပေါ့ကျွန်တော်တို့အဲ့ဒီလိုတော့တီတော့မလုပ်ပါဘူးအဲ့ဒီစုဝေးလက်လှယ်ခြင်းကကျွန်တော်တို့အစဉ်လာမှာတခါမှမရှိခဲ့ပါဘူးလို့အဲ့ဒီ protesting ဘာသာဝင်ကပဲထပ်ပြုံးပြီးပြောပြပါတယ်ဒါဆိုရင်ကျွန်တော်တို့ကအခုဘာလုပ်ရမှာလဲကျွန်တော်တို့အတွက်တကားတွေအားလုံးပိတ်ထားသလိုပဲလို့အတိုက်ခံအဖွဲ့တဲ့နေရာတစ်ခုခုရယူတော့မယ်လေတံနဲ့ အကောင်မြင်ဝါဒီအစုအဖွဲ့တွေကတယောက်ကပြောတယ်။ပြောရမှာတော့ဒီဆွေးနွေးမှုအပိုင်းကိုဒီနေရာမှာပြန်နာရွှေဆိုင်းလိုက်ဖို့ပါပဲ။ကျွန်တော်တို့ရဲ့မွေးရပါလို့ဆိုင်ရမယ်တာဝန်ဖြစ်တာကြောင့်တွေးခေါ်ဆင်ခြင်ခြင်းကိုကျွန်တော်တို့ဆက်လုပ်ရလိမ့်မယ်။ကျွန်တော်တို့ပြုလို့ရမယ်တွေးခေါ်ဆင်ခြင်မှုဟာဗလာနယ်ကြီးဖြစ်နေတဲ့အတိုင်းဘာအတွက်လဲဆိုတာကျွန်တော်လည်းမသိပဲနဲ့လှုပ်ဆောင်ရမှာပဲဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ philosophy ဘာသာရေးတွေလိုပဲတည်ခြင်းတရားကိုလိုအပ်လို့ပါ။ ကျွန်တော်တို့တွေးခေါ်ဆင်ခြင်မှုပြုလုပ်တာကျွန်တော်တို့တည်မယ်ဆိုတာကိုသိဖို့အတွက်လှုပ်ဆောင်တာပါပဲမွန်စီယာဒီမွန်တိုင်းပြောခဲ့သလိုပေါ့တွေးခေါ်ဆင်ခြင်မှုကဘယ်လိုတည်မလဲဆိုတာကိုသင်ယူခြင်းပါပဲလို့အသက်အကြီးဆုံးအဆိုးမြဝါဒီကြီးကပြောပါတယ်တဒနာဆရာဆိုတဲ့ပုံမှန်အထိပ္ပယ်နဲ့နည်းနည်းမှမသက်ဆိုင်တဲ့လူတွေကြားတော့မှအဲ့ဒီလမ်းကြောင်းကိုလိုက်ဖို့တချို့တွေကဆောင်ရွက်နိုင်ခဲ့ပါတယ်ဝီယောတီအဖြစ်တော့သူတို့တွေကသူတို့ဘယ်လိုတည်ရမလဲဆိုတာသူတို့ဘာသာသူတို့မတည်ယူနိုင်ကြပါဘူးသူတို့တည်ရမယ့်အချိန်ကမှရောက်မလာသေးရပါဘူး ဒါပေမဲ့တေချင်းကိုကိုညီတော့အဖြစ်တခြားသူတွေရဲ့တေဆုံးခြင်းကိုတတ်တာချုံးဝင်စီဖို့ဆောင်ရွက်ကြတယ်။ခမရမကြခင်မြင်တွေ့ရမယ်အသုံးပြတဲ့နီးလန်းကလူသားမျိုးနွယ်စုရဲ့မမော်စရန်တီထွင်ဖန်တီးမှုပြုလုပ်နိုင်မှုကိုနောက်ထပ်ကြီးညာချက်ထုတ်ပြန်ခြင်းပါပဲ။အခန်းသုံးပြပါပြီ။အခန်းလေး အိန္ဒိယနိုင်ငံတနိုင်ငံနဲ့နေကြအမှတ်နဲ့မိုင်းနေငယ်သာဝေးတဲ့ရွာတွေမှာဆဲရတဲ့ကြေတော်သားမိသားစုတစုရှိတယ်။သူတို့ရဲ့အပြစ်ကြောင့်သူတို့မှာတေကျုံမျောနေတဲ့ဆွေမျိုးသားချင်းနှစ်ယောက်ရှိတယ်။အခုလိုတင်ငယ်စောနဲ့မျောနေတဲ့ဘဝသို့မဟုတ်သူတို့ပိုသဘောကျတဲ့စကလုံးဖြစ်တဲ့အဖန်စီခံထားရတဲ့တေချင်းကာလမျိုးမှာပေါ့။တယောက်ကတော့အဖို့ဖြစ်သူပါ။နာမကျန်းဖြစ်မှုကြောင့်မိသားစုကိုဥဆောင်တဲ့တောင်းတောင်းခံခံအခြေအနေကနေအယုပ်ပေါ်အရေးတင်ဝချင်းများတတာပဲကြံတော့ပေမဲ့စကားတော့ကောင်းကောင်းပြောနိုင်ပါသေးတယ်။ နောက်တစ်ယောက်ကတော့မွေးထားလာအနေငယ်သာရှိနေသေးတဲ့ကလေးတယောက်ပါအဲ့ကလေးကိုတေးတာဒါမှမဟုတ်ရှင်းတာဆိုတဲ့စကားလုံးကိုတော့သင်ပေးဖို့အချိန်မရခဲ့ကြဘူးအဲ့ကလေးစီကိုတေးခြင်းနဲ့ဖခင်မကလုံးဝရောက်မလာဘူးသူတို့နှစ်ယောက်စလုံးဟာတေးလဲမတေးရှင်းလဲမရှင်းအခြေအနေမှာရှိနေကြပါတယ်သူတို့နှစ်ယောက်စီကိုတပတ်တစ်ချိန်ရောက်လာတဲ့ကြေးလက်ဆရာဝန်ကသူတို့နှစ်ယောက်ကိုဘာမှလုပ်ပေးလို့မရဘူးဆိုတာကိုပြောတယ်မကြသေးရင်ကဒီလိုပြဿနာတွေအတွက်အစွန်းရောက်ဖြေရှင်းနည်းတစ်ခုဖြစ်တဲ့ညာတာတနာစွာတေးစေးထိုးပေးဖို့ဆိုတာတော့လုပ်လို့မရပါဘူး ပုံမှန်ချင်းဒီမှာဆိုရင်အဲ့လိုစေးထိုးပေးလိုက်ရင်တို့တွေတမလွန်ပုံကိုအလွယ်တကူရောက်ရှိသွားမှာတေချာတော့ပါပဲဒါပေမဲ့အခုကာလမှာတော့တေချင်းနဲ့ဗျာမကခြေတလန်းနောက်ဆိုပြီးခလန်းလန်းမှနေနေရကြောက်သူမစီကိုမရောက်နိုင်တော့တဲ့အတွက်စေးထိုးတဲ့အလကားအချီးနှီးဖြစ်နေမှာပဲတို့မိသားစုကဘုန်းတော်ကြီးစီမှာအကူအညီတောင်းချပြန်ပါတယ်ဘုန်းတော်ကြီးကနားထောင်ပြီးတော့ကောင်းကင်ဘုံကိုမော့ကြည့်တယ်ပြီးတော့ဘုရားသခင်ရဲ့လက်တော်ဟာနေရာတိုင်းမှာရှိနေပြီးသူ့ရဲ့မြင့်မြတ်သောစင်နာမှုဟာအနန္တရှိတယ်လို့ပြောတယ် ကျင်နာမှုဟာအနန္တရှိကောင်းရှိနိုင်ပေမဲ့လေဒီလောကကြီးထဲမှာဘာမှမမလုပ်ထားတဲ့ဟောဒီတနာစပွဲကလေးငယ်ကိုတော့ကိုညင်နယ်လောက်အောင်လုံလောက်တဲ့အနန္တကရှိမနေဘူးအခြေအနေကရှေ့လဲမတိုးနိုင်အဖြေလဲရှာမရနိုင်မျောလင်းချက်လဲမထားနိုင်ပဲတအုံနှင်းနှင်းရှိနေပါတယ်အဖိုးကတရားကိုလာပါအောင်လို့ပြောတော့သမီးတယောက်ရောက်လာပြီးရေတောက်ချင်လို့လာလို့မေးတယ်ရေမလို့ချင်ဘူးငါသေးပဲသေးချင်တယ်လို့အဖိုးကပြောတယ်အဲ့ဒါမဖြစ်နိုင်ဘူးလို့ဆရာဝန်ကပြောထားတယ်လေပပမှတ်မိရဲ့လားတယောက်မှမသေးတော့ဘူးလေ အဲ့ဆရာဝန်က तू ပြောတဲ့စကားကိုသူကိုယ်တိုင်တော့မသိဘူး။ကဘာရေလို့စဖြစ်လာကလေးကတေးဖို့အတွက်အချိန်နဲ့နေရအမြဲတမ်းရှိပြီးသားပဲ။အခုမဟုတ်တော့ဘူးမမှန်တော့ဘူးအဖေစိတ်အေးထားပါ။အဖျားပိုတက်လာလိမ့်မယ်။မမအဖျားမရှိဘူးရှိလဲကိစ္စမရှိဘူး။ငါပြောတော့တေချာနားထောင်စမ်း။ဟုတ်ကဲ့နားထောင်နေပါရဲ့။ငါမပြောရင်ဒီနားကိုကတ်လာခဲ့။ဘာလဲဆိုတော့အဖိုးဟာသမီးဖြစ်သူရဲ့နေရနားကပ်ပြီးတခုခုပြောလိုက်တယ်။သမီးဖြစ်သူကခေါင်းကိုခါတယ် ဒါပေမဲ့အဖိုးကြီးတကြီးကြီးထက်တောင်းဆိုတယ်အဲ့ဒါကဖြည့်ရှင်းပေးနိုင်မှာမဟုတ်ဘူးအဖေလို့သမီးဖြစ်သူကကြောက်ရွံ့မှုနဲ့ထူယော်ပြီးအန်အော်တကြီးနဲ့ဘလုံးမထွေးပြောတယ်အလုပ်ဖြစ်ပါလိမ့်မယ်အလုပ်မဖြစ်တော့လဲငါတို့စူးစမ်းကြည့်အောင်နဲ့ဘာမှမရှုံးပါဘူးအလုပ်မဖြစ်တော့လဲလွယ်လွယ်လေးပဲငါ့ကိုအိမ်ပြန်တည်လာခဲ့ပေါ့ပြီးတော့ခလေးခလေးကိုလည်းခေါ်သွားမယ်ငါအဲ့ဒီမှာနေရင်သူလည်းငါနဲ့နေရမယ်မျက်နှာပေါ်မှာပဋိပက္ခဖြစ်နေတဲ့စိတ်ခံစားမှုတွေအတိုင်းသားပေါ်လွင်ပြီးတမိဖြစ်သူကစဉ်းစားတယ်ပြီးတော့မေးလိုက်တယ် အဖေတို့နှစ်ယောက်ကိုပြန်ခေါ်လာပြီဒီမှာမြေမြုပ်လို့ဘာလို့မရရလဲတမိရယ်ဘလောက်ပဲစူးစမ်းစူးစမ်းလူတစ်ယောက်မှမတည်နိုင်တဲ့နိုင်ငံမှာလူနှစ်ယောက်တည်တယ်ဆိုတာကိုတမိဘလို့ရှင်းပြမလဲပြီးတော့လက်ရှိအခြေအနေအရတည်ခြင်းအဖေတို့ကိုပြန်လာခွင့်ပြုတ်ပါမလားဆိုတာကလည်းမတည်ချပြန်ဘူးတကယ်ကိုယူတုံမှုပဲဖေဒါပေမဲ့လည်းဒီလမ်းအလွဲလို့တခြားနည်းလမ်းမရှိဘူးတမိတို့ကအဖေတို့အသက်ရှင်နေစေခြင်းနဲ့မတည်စေခြင်းဘူးအခုလိုအခြေအနေမျိုးမှာတော့မရှိစေခြင်းဘူးရှင်တော့ရှင်နေတယ်ဒါပေမဲ့တည်နေတယ် ေးတော့တင်နေတဲ့အတိုင်းပဲရှင်းနေပြန်တယ်။အဖေဆန္ဒကိုတမီးတို့လိုက်ရောပါမယ်။အဖေကိုနမ်းပါအောင်။တမီးဖြစ်သူကအဖေဖြစ်သူရဲ့နဖူးကိုနမ်းလိုက်တယ်။ပြီးတော့အခန်းထဲကနေငိုရဲသားထွက်သွားတယ်။သူမကဂျန်နဲ့မိသားစုဝင်တွေကိုအဖေအစီအစဉ်ကိုမျက်ရည်လဲရွှဲနဲ့ရှင်းပြလိုက်တယ်။ဒီညမှာပဲအဖေဖြစ်သူကိုတည်ဆောင်သွားပြီးနယ်ဆက်ကိုဖျက်လို့တေချင်းပုံမှန်အလုပ်လုပ်နေစေဒါမှမဟုတ်အဖေကတေချင်းကရွေးစရာမရှိပဲသူ့ကိုလက်ခံလိုက်မယ်လို့ယုံကြည်ထားတဲ့တပတ်နိုင်ငံစီခေါ်သွားမယ်။ ဒီကြီးညာချက်ကိုဂုံမာနစိတ်မိတ်သီးခံရခြင်းတို့နဲ့ရှုပ်ထွေးစွာရောဆက်ပြီးလက်ခံရယူလိုက်ကြတယ်။အဖို့တယောက်ဟာသူ့သဘောဆန္ဒနဲ့ညီလက်ရှာခတ်တဲ့ဒေချင်းထံကိုကိုယ့်ကိုကမ်းလှမ်းလိုက်တာကြောင့်ရရှိဖြစ်ပေါ်တဲ့ဂုံမာနဒီဂုံမာနကနေတိုင်းမရနိုင်ပါဘူး။သူတို့လောက်ရမှာဘာပဲဖြစ်ဖြစ်အရှုံးမရှိဘူးဆိုတာကြောင့်ဖြစ်လာတဲ့စိတ်မိတ်သီးခံရမှုကံကြမ္မာနဲ့တိုက်ခိုက်မရဘူးလို့ဆိုထားတယ်မဟုတ်လား။လူတယောက်ဟာဘဝမှာအရာအားလုံးကိုမရနိုင်ဘူးလို့လည်းဆိုထားကြပါတယ်။ဟောဒီရဲရင်တဲ့အဖို့ဟာ ယောသားဆင်းရဲတဲ့မိသားစုအတွက်ဂုံတိတ်ခါရှိတဲ့အမှတ်ရမှုထားရခဲ့ပါတော့မယ်။သူတို့မိသားစုမှာမျက်ရည်လဲရွှမ်းနဲ့အခန်းထဲကထွက်သွားတဲ့တမီးတစ်ယောက်နဲ့ဒီကဘာကြီးမှာဘာအမှမမလုပ်ခဲ့တဲ့ကလေးလေးနှစ်ယောက်တည်းရှိတာမဟုတ်ပါဘူး။နောက်ထပ်တမီးတစ်ယောက်နဲ့သူမရဲ့ခင်မွန်ရှိပါသေးတယ်။သူတို့နှစ်ယောက်မှာကလေးသုံးယောက်ရှိပါတယ်။ကံကောင်းတာကသူတို့တွေအားလုံးဟာကျဲမာကြီးကောင်းမွန်နေကြတာပါပဲ။ဒါအပြင်အိမ်တော်ပြုတ်တဲ့အရွယ်တော်ကြီးကိုကြုံလွန်လာပြီဖြစ်တဲ့ကြီးတော်အပြိုကြီးတယောက်လည်းရှိပါသေးတယ်။အခန်းထဲကငိုပြီးထွက်သွားတဲ့ မီးရဲ့ခင်မုန်းဖြစ်သူ နောက်ထပ်သမတ်တယောက်ဟာရဝေးတနေရာမှာအလုလုကန်နေပါတယ်။မနေ့ပြန်ဆိုရင်သူ့ရဲ့တူးတဲသောရင်သွေးနဲ့သူချစ်တဲ့ရောက်ခမကြီးတို့ကိုဆုံရှုံလိုက်ရပြီဖြစ်ကြောင်းသူသိပါလိမ့်မယ်။ဘဝဆိုတာဒီလိုပါပဲ။တနေ့မှပေးတဲ့လက်တစ်ဖက်ရှင်ယူတဲ့လက်တစ်ဖက်လည်းရှိနေတတ်ပါတယ်။ကျွန်တော်တို့တွေကကျွန်တော်တို့နောက်ထပ်တွေ့ရဖို့ရှေ့ချင်မှရှိတော့မှာဖြစ်တဲ့ခြေလက်ကမိသားစုတစုရဲ့ဆွေမျိုးပတ်သက်မှုတွေကအရေးမကြီးဆုံးတစုံတစ်ယောက်ထက်တောင်ပိုတရိပ်ပြုတ်မိနေပါတယ်။ ဒါပေမဲ့လည်းတေချင်းနဲ့သူမရဲ့ပြောင်းလဲတတ်မှုတွေအကြောင်းတကယ်မဟုတ်ပေမဲ့တကယ်ဖြစ်နေတဲ့ဟောရီဇလန်နဲ့ကစိတ်လုံရှားပွဲအကောင်းဆုံးစက်ဝင်ခန့်တွေထဲတစ်ခုမှာအဓိကစက်ကောင်တွေကဘယ်သူတွေဖြစ်လာမလဲဆိုတော့စာကြောင်းနှစ်ကြောင်းလုံးနဲ့ဖျက်ချလိုက်မယ်ဆိုရင်နေ့စနေပိုင်းဆိုင်ရာတသက်ရောစက်ကြောင်းပြောဆိုင်ရာရှူတောင်ရရောကျွန်တော်တို့မှားသွားပါလိမ့်မယ်ဒီတော့သူတို့ကိုဒီအတိုင်းထားလိုက်ပါအောင်တေချင်းရဲ့တကားဝါကိုရောက်နေပြီမဲ့မတည်နိုင်တဲ့လူနှစ်ယောက်မရှိတော့တာကိုပဝင်းကျင်ကတတိထားမိရင်ဘာလို့ရမလဲဆိုပြီးကြီးတော်အပြိုကြီးကမိတာကိုဖော်ပြဖို့ကျွန်တော်တို့မေ့နေပါတယ် ကြီးတော်ပြောကြည့်ရာပုံမှန်အားဖြင့်စကားကိုတန်ဖိုးရှိရှိဝေဝါပြီးမပြောဆိုတတ်ပါဘူး။ဒါပေမဲ့အခုပြောလိုက်တာကတော့မျက်ရည်တွေမကျစေဖို့ပါပဲ။သူမကဒီကဘာကြီးထဲမှာဘာမှမမလုပ်ဘူးတဲ့ကလေးရဲ့အမိနာမနဲ့သူမကိုရဲ့နာမည်တို့ကိုထုတ်ဖော်ပြောဆိုခဲ့မိပါပြီ။ကလေးသုံးယောက်ရဲ့အဖေဖြစ်သူကကျွန်တော်တို့သူတို့ကိုရိုးရိုးရှင်းရှင်းပဲပြောပြပြီးဘာဆက်ဖြစ်မလဲဆိုတာစောင့်ကြည့်တာပေါ့။အနာပိုင်းကိုအတိမပေးပဲတင်းချိုင်းပြမမှာကျွန်တော်တို့လျှို့ဝဲမြေမြုပ်တယ်လို့ဆွဆွဲခံရအောင်ခံရလိမ့်မယ်။ပို့ဆိုးတာကတော့တစ်ဖက်နိုင်ငံမှာပဲ အဲလေဒီကိစ္စကြောင့်သူတို့တွေစစ်မဖြစ်ကြပါစေနဲ့လို့ပဲမျှော်လင့်ကြတာပေါ့လို့ကြီးတော်ပြူကြီးကပြောတယ်။သူတို့တွေနေဆက်ကိုထွက်လာချိန်မှာတကောင်ရံအချိန်ရောက်လို့နေပါဖြစ်နေပါပြီ။တခြားသောရွာသားတွေကတော့တန်တရားရှိစရာတခုခုလာတော့မဲ့ဟန့်ပြင်းနေတာကိုတန်တရားဝင်နေတဲ့အသားပုံမှန်ချင်းတဲ့အစောကြီးစောပြီးအဲ့ရဝင်ကုန်ကြတယ်။နောက်ဆုံးတော့လမ်းတွေထက်မှာတိတ်ဆိတ်မှုကမင်းမှုနိုင်လာခဲ့ပြီ။အိမ်တွေကမီးရောင်တွေဟာတိမ်ပြီးတိမ်ပိတ်ကုန်ကြတယ်။ပထမဆုံးလားကိုလဲမှချိလိုက်တယ် အဲ့နောက်ကိုလေးချိန်ဘာမှမရှိတော့ဘူးဆိုပေမဲ့အဖိုးကြီးကိုတမက်ဖြစ်သူနဲ့တမီးနှစ်ယောက်ကတကယ်ကိုခက်ခဲခဲနဲ့အောက်ထက်ကိုတဲလာခဲ့အဖိုးကြီးကကော်ပြားနဲ့ပေါတူးပါရလားလို့အတန်တို့တို့ရရနေပြီတော့တမီးနှစ်ယောက်ကပါလာကြောင်းပြောတယ်ပါပါတယ်စိတ်မပူပါနဲ့အဲ့နောက်အမေဖြစ်သူဟာကလေးကိုပွေ့ချီလာပြီးနှုတ်ဆက်ပါတယ်ကလေးရဲ့မမေနောက်ထပ်တွေ့ရမှာမဟုတ်တော့ဘူးဒါပေမဲ့အဲ့ဒီစကားအမှန်မဟုတ်သေးပါဘူးဘာကြောင့်လဲဆိုတော့သူမဟာအမရဲ့ခဲကိုရဲနဲ့တူလှဲနေလိုက်ရအောင်မယ် မြေမြုပ်ဖို့အတွက်ကအနည်းဆုံးတော့လူသုံးယောက်လိုရည်ကြီးတော်ပြောကြီးကတော့ဘယ်တော့မှပြန်လာမှာမဟုတ်တဲ့ခရီးတဲ့နေရာကိုနှုတ်ဆက်စကားမပြောဘူးအဲ့လိုပြောမယ်စားတူရီနဲ့တူအိတ်ခန်းနဲ့ဝင်ပြီးတကားပိတ်ထားလိုက်တယ်မညီမညာလမ်းတွေထက်မှာလှဲ့ရဲ့တတ်ထုဘင်းခွေတွေကစွစွရွာအတန်နေမိလာပြီးဒီချိန်ကြီးမှာဘာတွေဖြစ်နေတာလဲဆိုတာအိမ်ပတင်းပေါက်တွေကိုဖွင့်ပြီးအင်ရှင်တွေထွက်ဆက်ဆက်စုစုကြည့်ရှုကြမယ်ကြီးမားတဲ့အန်ရီကရှိနေတာကြောင့်သူတို့ဟာရှွန်းလန်းတွေတဲကနေတွားခဲ့ပြီးရွာပြင်ရောက်တော့မှလမ်းမပေါ်ပြန်တက်ခဲ့တယ် တို့တွေဟာနေဆက်ရောက်ဖို့တိတ်မလို့တော့ပါဘူး။ဒါပေမဲ့ပြည်တနာကလမ်းကနေဆက်ထိမရောက်တာပါပဲ။တနေရာရောက်မှလှဲဆက်သွားလို့မရတော့တာကြောင့်လှဲထားခဲ့ပြီးချုံမင်းပိတ်ပောင်းတွေပေါ်အဖိုးယူထမ်းပြီးခြေလင်ဆက်သွားမှဖြစ်တယ်။ကံကောင်းတာကတော့တမက်ဖြစ်သူဟာဒီနယ်မြေတစ်ခုလုံးကိုကျွန်းကျွန်းချင်းချင်းရှိနေတာပဲဖြစ်ပါတယ်။သူကလမ်းကြောင်းတွေကိုမုတ်ဆိုးတယောက်အနေနဲ့နေဖြက်လျှောက်ခဲ့ပြီးဖြစ်တယ်လို့အပြော်တမ်းမှောင်ကိုတမားတယောက်အနေနဲ့လည်းမကြမကြအသုံးပြုခဲ့ပြီးဖြစ်ပါတယ်။လှဲထားခဲ့ရမယ့်နေရာကိုရောက်ဖို့အထိအချိန်နှစ်နာရီလောက်နှီးပါကြာခဲ့ပါတယ်။ အဲ့ဒီနေရာရောက်တော့မှသူတရိတ်ဆန်ရဲ့ခိုင်မာတောင်းတင်းတဲ့ခြေတံတွေကိုယုံကြည်ပြီးအဖိုးကြီးကိုလားရဲ့ကြောပေါ်တင်ပေးဖို့တမက်ဖြစ်သူကအကြံရလာခဲ့တယ်။သူတို့တွေကလားနဲ့မလိုလားတော့တဲ့တန်ဇာဗလာတွေကိုဖြုတ်လိုက်ပြီးအဖိုးကြီးကိုလားကြောပေါ်တင်ပေးဖို့ကြိုးစားပါတော့တယ်။တနာဖို့ကောင်းလိုက်တာအဖေအဖေရဲ့လို့အမျိုးသမီးနှစ်ယောက်ကအုံငူပါတော့တယ်။သူတို့စီကစီးကြလာတဲ့မျက်ရည်တွေဟာသူတို့မှာရှိနေတဲ့လက်ကျန်ခွန်အားအနှဲငယ်ကိုပါယူဆောင်သွားတယ်။တနာစပွဲအဖိုးကတေချင်းရဲ့ပထမဆုံးအဆင့်ကိုရောက်ရှိသွားတယ်လို့ တတိတဝက်လင်းနေပါပြီငါတို့မလုံးနိုင်တော့ဘူးလို့တမက်ဖြစ်သူကစိတ်ပြက်လက်ပြက်ညင်းညို့တယ်နောက်တော့မှသူ့အရင်လားဘော်ကိုတက်မယ်ပြီးတော့မှအဖိုးကြီးကိုလားကြော့ဘော်ကိုတင်ပြီးသူ့လက်နဲ့ထိမ်းပေါင်းသွားမယ်လို့ရုတ်တရက်အကြံရလာခဲ့တယ်တခြားနည်းလည်းမရှိတော့ဘူးနင်တို့ကအောက်ကနေထိန်းထားပေးတာကလေးရဲ့အမေကလဲရှိအောင်ပြန်သွားပြီးကလေးကိုဆောင်တဲ့ခြုံမှခြုံထားလျက်လားလို့ကြည့်တနာဘွေကကလေးလေးအေးအေးမိမာကိုသူမှမလိုလားဘူးပြီးတော့မှသူ့အမအကိုကူဖို့ပြန်လာခဲ့တယ်1 2 3လို့သူတို့ပြန်တူရွတ်ကြတယ် ဒါပေမဲ့ဘာမှဖြစ်မလာခဲ့ဘူးခနာကောကခဲတက်တူလို့တောင်တင်းအိဆက်နေလာခဲ့တာကြောင့်မြေကြီးဘော်ကနေနည်းနည်းလောက်ပဲမတည်နိုင်ကြတယ်အဲ့နောက်တော့အန်အောပနဲ့ဖြစ်ရတခုအန်ခမန်းလေးလေးဖြစ်ရပြားရရပြမှုအန့်ဖွယ်တပါဖြစ်လာခဲ့တယ်အဲ့ဒီအခိုက်အတန့်လေးမှာမြေဆွေးရနီးရမှာရက်တန်သွားသလိုဒါမှမဟုတ်ဖြောင်းပြန်လှုပ်ဆောင်သွားသလိုအောက်ကိုဆွဲမချတော့ပဲအဖိုးကြီးကသမီးတွေရဲ့လက်ထက်ကနေကြွတ်တက်လာပြီသူ့ဘာသာသူဇံပြန်ကြွတ်လာခဲ့တယ်လို့လက်ဖြန့်ကြိုးစုံနေတဲ့တမက်ဖြစ်သူစီရောက်လို့တော့တယ် ထူထဲပြီးကြောင်းလက်ဝဲတိတ်တွေဖုံးလွှမ်းနေတဲ့ညရဲ့ကောင်းကင်ဟာရုတ်တရက်ရှင်းလင်းလာပြီးလကိုမြင်လာရတယ်။ငါတို့သွားလို့ရပြီ။နေကလားကိုဆွဲသွားလို့တမက်ဖြစ်သူကတမိကိုပြောတယ်။ကလေးရဲ့မိကဆောင်းကိုနည်းနည်းလှစ်ပြီးတော့တားဖြစ်သူကိုကြည့်။ကလေးရဲ့ပိတ်ထားတဲ့မျက်ခုံလေးနှစ်ခုဟာဖြော့တော့တော့စွန့်ပြရန်နှစ်ခုနဲ့ဒူလို့နေတယ်။နောက်တော့သူမဟာပဝင်းကျင်လေးတို့တခုလုံးအော်တန်နဲ့နဲ့ကြီးနဲ့ထိုးပေါက်လိုက်တယ်။သူမရဲ့အော်တန်ကြောင့်တားရဲ့အတွင်းတွေကတိရစ္ဆာန်တွေတောင်တုံ့လောက်သွားကြတယ်။ ငါတော့ဟိုဘက်ချက်ကိုခေါ်သွားတာငါမလုပ်နိုင်ဘူးသူ့ကိုတင်မင်းစီအပ်ဖို့မွေးခဲ့တာမဟုတ်ဘူးနင့်အဖေကိုပဲခေါ်သွားတော့ငါဒီမှာကြံခဲ့မယ်သူမရဲ့အမကအနားကိုရောက်လာပြီးနင်ကလေးကိုတနေ့ပြီးတနေ့သိနေတာကိုမြင်ချင်းလားလို့မေးတယ်နင်ကတော့ပြောရလွေတာပေါ့နင့်မှာကျဲမာရဲ့ကလေးတောင်းတော်ရှိတယ်နင်သားကိုငါသားလို့ပဲယူဆိုင်ပါတယ်ဟဲ့ဒါဆိုရင်နင်မဲကလေးကိုချီသွားငါမလုပ်နိုင်ဘူးလှုပ်လဲမလှုပ်တင်ဘူးငါကိုယ်တိုင်ချီသွားတာကသူ့ကိုတတ်နေရတယ်တူနေတယ် ဘာများကွာခြားလို့လဲတယောက်ကိုတေချင်းစီခေါ်တော့ ਆ နဲ့တတ်တာဟာမတူပါဘူးနေကကလေးရဲ့အမေပဲငါကအမေမဟုတ်တာနေကလေးတယောက်ဒါမှမဟုတ်အကုန်လုံးနေခေါ်သွားနိုင်မလားငါခေါ်သွားနိုင်မယ်ထင်တာပဲဒါပေမဲ့ကြိတ်မပြောနိုင်ပါဘူးအဲ့ဒါဆိုရင်ငါပြောတာမှန်တယ်နေကဒီလိုဖြစ်ချင်တာဆိုရင်ငါတို့ကိုဒီမှာစောင့်နေငါတို့အဖေကိုခေါ်သွားမယ်အမဖြစ်သူဟာလားရှိရာစီပြန်သွားပြီးစကြိုးဆွေးရင်ပြောလိုက်တယ်သွားရအောင်သူမရဲ့ယောက်ျားဖြည်းဖြည်းလေးပဲသွား ငါသူ့ကိုပြုံးမကြစေခြင်းဘူး။လက်ပြေဟွန်းကတောက်ပလိုနေတယ်။ရှင်းနာလေးမှမြေပုံပေါ်ဆိုရင်မြင်းချောင်းလေးအဖြစ်သာမြင်ရတဲ့နေဆက်ကိုရောက်ပါပြီ။ငါတို့နေဆက်ရောက်မယ်ဘယ်လိုသိနိုင်မလဲလို့အမျိုးသမီးကမေးတယ်။အဖေကသိလိမ့်မယ်။သူ့မှနားလည်သွားပြီးဘာမေးခွန်းမှထပ်မမေးတော့ဘူး။သူတို့နောက်ထပ်ဂိုက်တရားခြေလန်းဆယ်လန်းခྱི་ထက်ဆက်ခဲ့။ရုတ်တရက်ယောက်ျားဖြစ်သူကငါတို့ရောက်ပြီးပြီးဆုံးသွားပြီလို့ပြောတယ်။သူတို့နောက်ကအတန်တန်ကလည်းပြီးဆုံးသွားခဲ့ပြီလို့ထပ်ပြောတယ်။ ကလေးရဲ့မိဟာနောက်ဆုံးအနေနဲ့သေဆုံးသွားပြီဖြစ်တဲ့သားကိုဘဲလက်နဲ့တင်းတင်းကြပ်ကြပ်ဆုပ်ကန်ချီထားတယ်။သူမရဲ့ညာဘက်ပခုံးမှာတော့ဟိုနေအောင်မေးကြံခဲ့တဲ့ပေါတူးနဲ့ဂေါ်ပြားကိုလွှဲထားတယ်။အက်ဂရာစီတစ်ပင်ရောက်တဲ့အထိရှင်နေနဲ့ဆက်သွားရအောင်လို့သူမရဲ့ခဲဟူကပြောတယ်။တောင်ကုန်းပေါ်ကနေခလန်းလန်းမှရှိနေတဲ့ရွာတရွာကမီးရောင်တွေကိုသူတို့မြင်နေရ။လားရဲ့ခြေလန်းပုံကိုကြည့်ပြီးမြင်းကြီးကနူးညံ့မယ်သူတို့ပြောနိုင်တယ်။ဒီနေရာမှာမြေကြီးတူရတာလွယ်လိမ့်မယ်။ဒီနေရာကနေရာကောင်းမယ်။ ဒီတစ်ပင်ကြီးရှိနေတော့ငါတို့ပန်းလာထားဖို့အမှတ်သားဖြစ်နေတယ်လို့ယောက်ျားဖြစ်သူကပြောလိုက်တယ်။ကလေးရဲ့အမေကပေါတူးနယ်ကိုပြားကိုပြစ်ချလိုက်ပြီးကလေးကိုမြေကြီးပေါ်ညင်တတာချလိုက်တယ်။ညီမနှစ်ယောက်ဟာသူတို့အဖေရဲ့အလောင်းပြုတ်မကြအောင်တတိကြီးကြီးထားပြီးတော့ယူလိုက်တယ်။လားဘော်ကနေဆင်းနေပြီဖြစ်တဲ့ယောက်ျားသားကိုတော့မဆောင်ကြတော့ဘူး။ညီမနှစ်ယောက်ကအဖိုးကြီးရဲ့အလောင်းကိုသူမြေအလောင်းပေးမှထားထားလိုက်တယ်။ကလေးမေဖြစ်သူဟာငါသားလေးငါအဖေထထလဲလဲရေရွရင်ငိုနေတယ်။ အမတ်ဖြစ်သူကသူ့မကိုဖက်ပြီးတော့ငိုရင်းပြောတယ်ဒီလိုဖြစ်သွားတာပိုကောင်းပါတယ်ဒီလိုဖြစ်တာပိုကောင်းပါတယ်ကံမကောင်းအကြောင်းမလားဒီနှစ်ယောက်ရှင်နေတာကအသက်မပါပဲရှင်နေရတာသူတို့နှစ်ယောက်ဟာဒူးထောက်ပြီးတော့တေချင်းတယောက်ကိုလှည့်စားဖို့ဒီနေရာကိုရောက်လာတဲ့သူတို့ရဲ့အဖေအတွက်ငိုကြွေးကြတယ်ယောက်ျားကတော့မြေဆတူးနေပါပြီပြီးတော့မြေကြီးတွေကိုခေါ်နဲ့ခေါ်ထုတ်တယ်ပြီးတော့မြေဆက်တူးတယ်အောက်ကမြေကြီးကပို့မှာပို့တိတ်တီးပြီးကြောက်သားဆက်တယ်တွင်းအတော်လေးနှက်ဖို့အတွက်နိုင်ရွက်လောက်ဒူးလိုက်ရတယ် အခေါင်းလည်းမပါခြုံလာလည်းမပါတာကြောင့်ဝစ်လာတဲ့ဝက်စားရည်နဲ့ပဲအလောင်းတွေအနားယူရလိမ့်မယ်။ယောက်ျားဖြစ်သူကမြေကြီးထဲမှာမတ်တက်ရက်မိမနှစ်ယောက်ကအပေါ်ကနေကိုရင်အလောင်းကိုမြေကြီးထဲချကြတယ်။မိမနှစ်ယောက်ကလက်တွေကိုဆန့်ချပြီးယောက်ျားဖြစ်သူကအောက်ကနေအဖိုးကြီးရဲ့အလောင်းမြေကြီးထဲထိတဲ့အချိန်ထိထိမ့်ပေးခဲ့တယ်။မိမနှစ်ယောက်ဟာတစ်လျှောက်လုံးငိုနေတော့တာပဲ။ယောက်ျားဖြစ်သူရဲ့မျက်လုံးတွေချောက်တွေ့နေပေမဲ့လေသူဟာအပြားတက်နေတယ်လို့တစ်ခေါက်လုံးတုံရင်လုံးနေ။အဆိုးဆုံးအချိန်ကိုရောက်ရှိလာခဲ့ပါပြီ။ မျက်ရည်တွေနဲ့ငိုကြွေးနေတဲ့ကြားကနေခလေးကိုသူ့ဖိုးပေးမှနေရာချထားပေးလိုက်တယ်။ဒါပေမဲ့နေရာထားမှားနေတယ်လို့ဖြစ်နေတယ်။သူဟာဒီမီတာစုနဲ့လုံးဝမသက်ဆိုင်တယ်လို့သိငယ်မတင်ရှားတဲ့အထုပ်လေးတစ်ထုပ်လိုအေးမပါတဲ့တယောက်လိုဖြစ်နေတယ်။နောက်တော့ယောက်ျားဖြစ်သူဟာကိုကိုကိုင်းလိုက်ပြီးခလေးရဲ့မျက်နှာကိုအဖိုးဖြစ်သူရဲ့ရင်ဘက်ပေါ်မှာတင်းအဖိုးဖြစ်သူကကိုခန္ဓာသေးသေးလေးကိုလက်နဲ့ဖတ်ထားသလိုလှုပ်လိုက်တော့မှအဆင်ပြေသွားတော့တယ်။သူတို့တက်တောင့်တက်တာဖြစ်သွားပြီးအနားယူဖို့အဆင်သင့်ဖြစ်နေပြီ။ ငါတို့မြေဖို့လို့ရပြီတတိထားဖို့တခါမြေဖို့ရင်နည်းနည်းပဲဖို့အဲ့ဒါမှသူတို့ငါတို့ကိုနှုတ်ဆက်လို့ရမှာသူတို့ငါတို့ကိုနှုတ်ဆက်တာအောင်နားထောင်ရအောင်နှုတ်ဆက်ပါတယ်တမိတို့ရေနှုတ်ဆက်ပါတယ်တမိတ်နှုတ်ဆက်ပါတယ်ဦးလေးတို့အတော်တို့ရေနှုတ်ဆက်ပါတယ်အမေမြေကြီးတွေပြည့်သွားတော့ယောက်ျားဖြစ်သူကမြေကြီးတွေကိုလိုက်ဖိပြီးညဉ့်ညောင်လောက်လိုက်တယ်ဖြတ်သွားဖြစ်လာပြီးဒီနေရာမှာမြေမြုပ်ထားတာကိုတတိမထမ်းမိအောင်ခရုတ်ဆိုင်လှုပ်ပေးလိုက်ပါတယ် ခေါင်းနေရာမှာကြောက်တုံးကြီးကြီးတုံးခြေထောက်နေရာမှာကြောက်တုံးသေးသေးလေးတုံးထားလိုက်တယ်။ပြီးတဲ့နောက်သူကနကပေါတူးနဲ့ရှင်းခဲ့တဲ့ပေါင်းပင်မြက်ပင်တွေကိုမြေကျင်းပေါ်မှာဖြန့်ကျဲလိုက်တယ်။အခြားအသက်ရှင်နေသေးတဲ့အပင်တွေဟာညှို့ချုပ်သေးဆုံးပြီးမကြာခင်မှာသူတို့ပေါက်ဖွားခဲ့တဲ့ဒီကဘာပေါ်မှာပဲတဖြည်းဖြည်းချင်းအစာတန်တရာတွေရောက်သွားတော့မယ်။အပင်တွေနေရာကိုဝင်ရောက်အစားထိုးရိုက်ယူလာပါလိမ့်မယ်။ယောက်ျားဖြစ်သူကအပင်နဲ့မြေကျင်းကြားကအကွာဝေးကိုခြေလန်းနဲ့တိုင်းတားလိုက်တယ်။ခြေလန်းစနေလဲ။ ီးတော့ဂေါ်ပြားနဲ့ပေါတုကိုသူပခုံးပေါ်မှာတင်ပြီးသွားရအောင်လို့ပြောတယ်။လပြောက်ွယ်သွားတယ်။ကောင်းကင်မှာတိမ်တွေဖုံးလန်းသွားပြန်တော့တယ်။လားကိုလှဲမှာပြန်တက်ပြေးပြေးချင်းမှာပဲမိုးဆရွာလာခဲ့ပါတော့တယ်။ကန်လေးပြေးပါပြီ။နားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။အခုလိုဆောင်လေးတွေကိုနားထောင်ခြင်းနဲ့ဆိုတော့ကျွန်တော်တို့ channel လေးကိုလည်း subscribe လုပ်ကြဖို့ဖိတ်ခေါ်ချင်ပါတယ်။မကြခင်မှာနောက်တစ်ခန်းတင်ပေးပါမယ်ခင်ဗျာ။